ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုပြောပြပါမယ်။ရုရှားယူကရိန်းဒုတိယအကြိမ်ဆွေးနွေးပွဲဟာကြီးမားတဲ့ရလဒ်တွေမရဘဲနဲ့ပြီးဆုံးခဲ့ပါတယ်။ စစ်တုံးပန်းတွေနဲ့နှစ်ဖက်စစ်သားတွေရဲ့ရုပ်ကျွင်းတွေကိုအပြန်လန်လဲလှယ်ဖို့ပဲသဘောတူညီချက်ရခဲ့ပါတယ်။ရုရှားကနေရာတချို့မှာ၃ရက်အကြာဒီအပြစ်ရဖို့အဆိုပြုပေမဲ့ယူကရိန်းဘက်ကအကြောင်းမပြန်ဘူးလို့ဆိုပါတယ်။ယူကရိန်းဘက်ကတော့ရပ်ပောင်း30ကြီးရည်လေးတိုက်ခိုက်မှုတွေအလုံးကိုရပ်ထားဖို့ဆွေးနွေးပွဲမတိုင်ခင်ကတည်းကရုရှားကိုအဆိုပြုလွှာပေးထားခဲ့တယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့နှစ်ဖက်အဆိုပြုချက်တွေကိုအသေးစိတ်မဆွေးနွေးနိုင်ခဲ့ပဲဆွေးနွေးပွဲကတနအိုင်လောက်ပဲ ြာခဲ့ပါတယ်။ဆွေနှပွဲဟာ အပြန်လန်လုံဆောင်ခဲ့တဲ့ဒီ drone တိုက်ခိုက်မှုအချိန်ကြောင့်အဲ့ဒီအချိန်တွေရပဲလွှမ်းမိုးနေတယ်လို့လည်းဒီနိုင်ငံတကာသတင်းတွေမှာဆိုထားပါတယ်။ တုံပန်းလဲလဲမှုအနေနဲ့တော့ဒီနာမကျန်းဖြစ်နေတဲ့သူတွေနောက်ပြီးတော့မတန်ဆွမ်းတဲ့သူတွေနဲ့အသက်25နှစ်အောက်တုံပန်းတွေကိုဦးစားပေးပြီးတော့ဟိုလဲလဲသွားမယ်လို့လည်းသဘောတူညီခဲ့ကြပါတယ်။ဒါအပြင်နှစ်ဖက်တပ်ဖွဲ့တွေကစစ်ကြောင်းတွေမှာဒီစစ်ပွဲတွေထဲမှာပေါ့လေတေဆုံခဲ့တဲ့စစ်သားရုပ်ကျွင်းအာတပေါင်း2000လောက်ကိုလည်းအပြန်အလှန်လဲလဲဖို့သဘောတူညီခဲ့ကြပါတယ်။တနင်္လာနေ့ကတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာလုပ်ခဲ့တဲ့ဆွေးနွေးပွဲဖြစ်လာဖို့ကတော့ အမေရိကန်သမ္မတဒိုနယ်ထရမ့်ကဂျာဝင်တိုက်တွန်းခဲ့တာဖြစ်ပါတယ်။